တဟရာသမဟန္တာသဇေဘာမကြီးသပဏိတသဗေမစ္ဆုဝတန်ယန္တိတဟရာသငငယ်တဲ့တည်တာပဲမဟန္တာသအသက်ကြီးမှလည်းတည်တာပဲတဲ့ယေဘာလာယေသပဏိတမတိနောင်းနေတဲ့လူလည်းတည်တာပဲတဲ့ပညာတတ်တဲ့လူလည်းတည်တာပဲတဲ့မတည်တဲ့လူရှိလားအေးမရှိဘူးဆိုတာသိထားပြီတဲ့နောက်မှာကိုဘာလုပ်တဲ့လဲเจ้าหนีบ่ဟုတ်ဘူးเนาะ ရင်ဆိုင်ရဲပေါ့တင်းရင်တရားကြောက်ဖို့မဟုတ်ဘူးရင်ဆိုင်ရဲပေါ့ပဲမမှန်ကန်ကန်နဲ့ရင်ဆိုင်ရဲရမယ်ဒီလိုဆိုပါတယ်ဘုန်းကြီးတို့ဂျာမနီသွားတော့အပြန်ပါမိန်းညမမှာ readers digest magazine တစ်စောင်တွေ့တယ်နေညမမှာခဏဖတ်ဖတ်တော့ဘသူရဲ့အကြောင်းရေးထားတော့ဆိုအရင်တော့ မေရိကန်သမ္မတလောက်သွားတဲ့သမ္မတကနေဒီရဲ့ဇနီးချက်ကလင်းကနေဒီရဲ့နောက်ဆုံးနေ့အကြောင်းရင်းသူကနယူးယောက်ချက်ကလင်းကနေဒီဆိုတဲ့သမ္မတတော်သက်60လောက်ရှိနေသူရောကရဆေးရုံတက်ပြီးဆေးကုဆေးကုတဲ့အခါကျတော့ဆရာဝန်ရဲ့ဒိုင်ယန်နိုးစ်အမပေါ်ပြလိုက်တယ်ဘာဖြစ်တယ်ကင်ဆာရောကင်ဆာရောကဆိုတာ thank you ရေပေါ့ကုလို့မရဘူး ဒေသဆဲလေးတွေကပြန့်နှံ့နေတဲ့အတွက်ကြောင့်ကုလို့မရဘူးအင်ကျူဝါရီဘောကုမရတဲ့ယောဂမျိုးဖြစ်နေပြီဆို။ तू သိသိတဲ့အခါကျ तू ဘုရားကသာမဟုတ်ဘူး။ဘောပေမဲ့လို့စိတ်မချအောင် သူ့မှာထိန်းနေနေလမ်းတော့ရှိသေးတယ်။ဟုတ်ကဲ့ခင်။သူ့မှာအာဂုရှိတယ်။ဘာအာဂုလို့ဆိုသူခရစ်စတန်ဆိုခရစ်စတန်ဘောအာဂုပါဘောနော်။စိတ်တည်ငြိမ်မှုလေးကိုရပြတာပါ။အင်ဂျန်ပါတယ်။ ိမ်ပြန်လာပြီဘာလို့တော့ဆိုရင်တတ္တရရတန်တန်ရှင်းရှင်းအဝစားစစ်တွေနဲ့လည်းအမလည်းဆိုဖီးလေးပေါ့နော်အဲ့ရောက်ခင်းနေကြာနာနာပြင်ဆင်သူ့အိမ်တန်တန်ရှင်းရှင်းအကုန်လုံးသူ့ပစ္စည်းတွေခွဲပေးတဲ့လူတွေပြီးလုံတင်တာတွေလုံဒါနလုံတင်တာတွေလုံအဲ့လိုလုံပြီးသူကစိတ်ချမ်းသာကိုယ်ချမ်းသာအိမ်ပြန်ပြီးတော့အေးအေးဆေးဆေးအနားယူတဲ့သဘောမျိုးသူတည်သွားရင်ဘာလုပ်ရမလဲဆိုတဲ့ဆန္ဒတွေပေါ်ပြပြီးဒီလိုတည် တပတ်နောက်ပြီးတော့သူအဲ့ရောက်ရင်အဆုံးသွားကဲသူနေထားတဲ့ဘလောက်ကောင်ဟုတ်ကဲ့ရဲဝံရင်ဆိုင်သွားတယ်လို့ပြောအဲ့ဒီနေရာလေးမှာစဉ်းစားဖို့အရေးကြီးတာကဘာတော့ဆိုလို့သူအားကိုးတဲ့ကောဆိုတာတကယ်အားကိုးရရောက်ရတာအဲ့ဒါဒီတစ်ချက်ပဲစဉ်းစားတယ်အရှင်တခါတလေကျတော့ကိုကတော့အားကိုးတယ်လေယူရီကြည့်လေ နာကိုအားပေးရမလားလို့ဆိုပြီးတော့ကုဆိုင်ကတက်ကြီးတော့နာကိုထော်တော်ကလည်းလုပ်တဲ့ဒါဖြစ်မဖြစ်ဘူးလားမရှိဘူးလားအေးသမီးကိုအားပေးရမယ်ထင်ပြီးတော့သမီးလေးကုဆိုင်ပြီးတော့ဝေးထားတယ်အသက်ကြီးတဲ့အခါကျကိုယ့်ရံဝင်ဖြစ်နေတာအော်မရှိဘူးရှိတကယ်အားကိုးရမယ်လို့ထင်ပေမဲ့လို့အားကိုးရဖြစ်ချင်းအဲ့လိုတော့ရှင်းနိုင်တယ်ပေါ့အဲ့တော့တခြားဘာသာဝင်တွေနေတဲ့ သူတို့စာပေတိုင်းကသူတို့ဘာသာတရားအရာဒါကိုအားကိုးရမယ်လို့သူတို့ထင်ကောင်းထင်တယ်။သို့သောစိတ်ကုံးနှလုံးကောင်းချမ်းမယ်ကိုကျင်တရားကောင်းမယ်ဆိုရင်ဘယ်ဘာသာဝင်ဘယ်ဖြစ်ဖြစ်ကောင်းရသူတည်းရောက်ကိုရခင်ရ။တန်တန်ကြီးကျိုးလက်ခံရည်ပြီးကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်ဆိုတဲ့အများကိုကူညီခြင်းနဲ့စိတ်အများရဲ့အကျိုးကိုလိုလားတဲ့မေတ္တာစိတ်ရှိရှိဘယ်ပုဂ္ဂိုလ်မျိုးပဲရှိရှိဘယ်ဘာသာဝင်မဲရှိရှိဘာသာနဲ့မဆိုင်ဘူးအဲ့ဒါကြောင့် စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ချိုးစိတ်ကောင်းနှလုံးကောင်းကကောင်းတဲ့ဘဝကိုပို့ပေးကောင်းရကြတဲ့နာတော့မဟုတ်ဘူးပေါ့ဟုတ်တယ်ဟုတ်တယ်ဘုရားဘာသာလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်ချိုးစိတ်ကောင်းနှလုံးကောင်းလေးကကြတဲ့သားဘုရားကကြတဲ့နာမဟုတ်သို့တော့ဘုရားကဒီလိုထားပဲလို့သင်ကြားပေးထားတယ်ဆုံးမဩဝါဒပေးထားတယ်ပေါ့ဒီကောင်းนี่အဲ့ဒီသမဏကတော်ကြီးကအေးအေးချမ်းချမ်းနဲ့ ကြောင်ကြောင်လန်းလန်းမဖြစ်ပဲနဲ့တည်ခြင်းတရားကိုရင်ဆိုင်သွားတယ်ဆိုတဲ့အတိတ်တွေမျိုးအဲ့ဒီမှာရေးသားထားတာဖတ်ရတော့ဟောဒါလည်းတွေ့ယူเสียရပဲလို့เนาะ